ျွန်တော်တငယ်ချင်းတယောက်ကျိုးဆွဲချပြီးဆုံးပါသွားခဲ့ပါတယ်။ဘာအကြောင်းရဲ့လို့မယ်မယ်ရရမရှိပါဘူး။မသိရင်၄-၅ရက်လောက်ကလေးကစိတ်တွေလေးနေတယ်ဘာဖြစ်မှန်းမသိဘူးလို့လဲခဏခဏပြောလို့ရှိပါတယ်။ကျွန်တော်ကတော့သူ့ကိုကြည့်ရတာလန်လန်ဆန်ဆန်ကြမ်းကြမ်းမှမှတွေ့ရတော့စည်းကမ်းသွားပြဖို့သွေးပေါင်ချိန်ကြည့်ဖို့တိုက်တွန်းရုံလောက်ပေါ့ပပပဲသတိထားမိတာပေါ့ဗျာ။အတည့်ရကြတော့ကျွန်တော်တငယ်ချင်းတစုဂီတာထိုင် တီးကြရင် တချင်းစုံနေကြတော့မှငါအင်ခဏပြောင်းဦးမယ်ကွာဆိုပြီးတော့ရုတ်တရက်ထပြောင်းနေသူ့အိမ်ကိုခတ်တုတ်တုတ်ထပြန်သွားခဲ့တယ်ဗျာ။ဩကျွန်တော်တို့ထင်လိုက်တာအိမ်သာတချင်းလို့လားအိမ်မာများတခုခုမေ့ကြံခဲ့လို့လားစသဖြင့်ပေါ့အဲ့လိုပဲကျွန်တော်တို့တွေးပြီးတော့ဒီတိုင်းပဲနေလိုက်ကြတယ်။အဲသူ့အိမ်ကကျွန်တော်တို့ဂီတာဆုတီးကြတဲ့နေရာနဲ့ဆိုရင်မနီမွေးလေးပါပဲ။လမ်းတောင်ကျိုးပိုင်းထဲမှာဆိုတော့ သူ့အိမ်ကိုမမြင်ရပေမဲ့အတန်ကျကျအော်ပြောရင်တော့ကြားနိုင်လောက်တဲ့အကွာဝေးလောက်ပေါ့ခင်ဗျာဆိုလွင်လွင်သူ့အိမ်သည်ခင်မောင်တိုးစိုင်းဒီဇိုင်တို့ရဲ့နာမည်ကြီးတဲ့ချင်းတွေကိုတီးခတ်တီးဆိုးနေမျောခံစားနေကြတော့ကဲကြပါအောင်လုံးကြပါအောင်ဆိုရဲထထိလန့်လန့်အော်သံတွေကိုကျွန်တော်တို့တငယ်ချင်းအိမ်ဘက်ကနေကြားလိုက်ရတော့တယ်အမကျွန်တော်လေပြေးလွှားလွှားနဲ့ရောက်သွားကြတော့ အမလီသားလေးရယ်အမလီသားလေးရယ်ဆိုပြီးတော့အော်ဟေ့ငိုယုံနေတဲ့သူ့အမေကို တွေးလိုက်ကြတော့တာပဲသူတို့အိမ်လေးကပြောရမယ်ဆိုရင်တက်သားနှစ်ထပ်အိမ်လေးပါမိသားစုက၄ယောက်ပဲရှိတာမဟုတ်လို့အိမ်ကြီးကြီးမားမားတော့မဟုတ်ပေမဲ့ကြဲကြဲဝုန်းဝန်းရှိတယ်လို့တော့ဆိုနိုင်ပါတယ်သူ့အဖေအမေနဲ့ညီလေးကအောက်ထပ်မှာနေကြပါတယ်အပေါ်ထပ်မှာဖျားခန်းရှိတယ်သူကအနောက်ဘက်ခြမ်းမှာအခန်းဖွဲ့နေတာပါ ဒေသားလှေကားကတက်တက်ချင်းအိမ်ထုတ်တန်းမှာကြိုးတန်းလန်းနဲ့တေဆုံးနေတဲ့သူ့ကိုကျွန်တော်တို့တွေ့လိုက်ကြရတော့လေဘလို့ဖြစ်ရတာလဲလို့တောင်ဝင်ရှိသူတွေကအိမ်နီးနားချင်းတွေရောမေးကြတဲ့ခါမှာသူ့မိပြန်ပြောပြတာကသူတို့ထမင်းစားနေကြတော့ကျွန်တော်တငယ်ချင်းကအိမ်ထဲကိုခတ်တုတ်တုတ်ဝင်လာတဲ့သူကြိုက်တဲ့ငချင်းကြော်နှက်နဲ့ချမောင်ဟင်းညိုချက်ထားတာမဟုတ်လို့တခါတည်းဝင်စားလိုက်တဲ့သူ့မိကပြောလိုက်တော့ တငယ်ချင်းတွေနဲ့တချင်းဆိုနေတာမဟုတ်လို့အပြန်ကြမှာပဲစားတော့မယ်လို့ပြောတယ်အဲ့ဒီမှာသူ့အဖေကပါစားကြီးမှပြန်သွားပါဒါရဲလို့ပြောတော့မိသားစု၄ယောက်ဆုံဆုံညီညီနဲ့ထမင်းဝိုင်းလေးကိုပျော်ပျော်ပါပါပဲစားတော့လိုက်ကြတယ်သူတို့မိသားစုကအေးအေးချမ်းချမ်းနဲ့တာတာရာရာရှိကြတယ်မိသားစုပါပဲချစ်ချစ်ခင်ခင်လည်းရှိကြပါတယ်ရန်ဖြစ်တဲ့စကားများတဲ့ဆိုတာမကြဘူးတော့အေးချမ်းတဲ့မိသားစုပါ မင်းစားပြီးတော့ကျွန်တော်တို့စီသွားအောင်မဲလို့ပြောပြီးအိမ်ပေါ်ခဏတက်သွားတယ်တဲ့ကျွန်တော်တို့စားဖို့သူ့အမေကိုယ်တိုင်လှုပ်ထားတဲ့တကြားမုတ်ဖတ်ထုတ်တွေကိုကြစ်ကြူရဲထည့်ပြီးတော့ယူသွားတယ်တောင်းနေတော့ပြန်ဆင်းလာပြီးအိမ်နောက်ဘက်ကကြိုးတစ်ချောင်းယူပြီးအပေါ်ပြန်တက်သွားတယ်သူ့မိဘတွေကတော့အပေါ်ထက်မှာချီနှောင်စရာတစ်ခုခုရှိလို့ဖြစ်မယ်လို့မှတ်ယူပြီးဘာမှမမေးလိုက်ပါဘူးတဲ့ပြုံးပြုံးရွှင်ရွှင်နဲ့တချင်းလေးတီးတို့ရွတ်ဆိုပြီး အိမ်ဘော်ဓာတ်ကိုပြန်တက်သွားတယ်သူတို့သားလေးကိုမြင်လိုက်ရတာဟာနောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းဖြစ်လို့သူတို့တသက်တာလုံးဆွဲမြဲနေမယ်မြင်ကွင်းပါပဲလို့သူ့မိကတိုက်ဆိုင်တိုင်းမှာမျက်ရည်လေးတဝဲဝဲနဲ့ဒီနေ့ထိပြောနေတော့မှာပဲဗျာကျွန်တော်တငယ်ချင်းဆုံးမုံဆုံးနီးမြင်ကွင်းကလည်းကျွန်တော်တို့တသက်မှာမေ့ပြောက်လို့မရတဲ့မြင်ကွင်းပါပဲတစ်သားလှေကားလေးကနေအိမ်ဘော်ဓာတ်ကိုတက်တက်ချင်း ိမ်ထုပ်တန်းမှာနိုင်လွန်ကျိုးလေးတစ်ချောင်းကိုခွင်းလျှော်လေးလှုပ်ပြီးလေဘေးမှာစွတ်လို့ခြေထောက်နှစ်ချောင်းကကျမ်းပြင်မှာခြေစုံလေးယက်လို့ပေါ့မနက်မျိုးတဲသွားကြရင်ဝှက်ဖို့ရည်ရွယ်ထားပုံရတဲ့အဝေစားတစ်တစ်လွင်လွင်လေးတွေကိုတက်တက်ရရဝှက်ထားလို့ပေါ့သူ့လက်ထဲမှာလဲကျွန်တော်တို့စားဖို့သူ့အမေထည့်ပေးလိုက်တဲ့မုန်းတုပ်လေးကိုလက်ထဲမှာတင်းတင်းကြပ်ကြပ်လေးကင်ထားရင်းနေပေါ့ မျက်လုံးလေးမှိတ်ပြုံးပြုံးလေးနဲ့ဘာကြောင့်မှမသိဘလို့မှတွေးလို့မရတဲ့ပုံစံမျိုးနဲ့စုံပါကွယ်လွန်သွားခဲ့တဲ့ကျွန်တော်တငယ်ချင်းအဖြစ်ကတော့ဘဝမှာမှတ်မှတ်ရရဖြစ်ရတခုပါပဲဗျာဟုတ်ကဲ့ပါဒီစာကိုရေးသားတဲ့သူကတော့ကိုကိုဖြစ်ပါလေဆိုတော့အခုနားဆင်ခဲ့ကြတဲ့ပရိသတ်တွေကရောအာဒီအကြောင်းအရာလေးကိုနားဆင်ပြီးတော့ ဘလို့ထင်ကြလဲဗျစာရေးသူကတော့သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရလို့လည်းပြောထားတာပါအဲ့တော့ဒီလိုမျိုးကိုရိကြုံခဲ့ရတဲ့အခုလိုမျိုးထူးထူးခြားခြားထူးထူးဆန်းဆန်းတာမန်ထက် ထူးခြားလွန်ခဲ့တဲ့ဖြစ်ရတွေကိုပြန်လဲပြီးတော့စာအနေနဲ့ရေးသားမျှဝေထားကြတဲ့သူတွေစီမှာကျွန်တော်တော့ခွင့်တောင်းပြီးတော့နောက်ထပ်ကောင်းလို့ရရာပြိတ္တာများနားစင်မှုတို့ထပ်မံစူးစမ်းတင်ဆက်ပေးသွားပါဦးမယ် အခုဒီစာမှုကို audiobook ဖြစ်နေပြန်လဲပြီးတော့ဖန်တီးခွင့်ပြုတဲ့စာရေးသူကိုကိုကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျနားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးပါနောက်နေ့မှာကျွန်တော်ထပ်မံပြီးတော့နောက်ထပ်ဇလန်းတစ်ပုဒ်ကိုယူဆောင်လာခဲ့ပါဦးမယ်အားလုံးပဲကျေးဇူးပါခင်ဗျကျွန်တော်အန့်ခင်မှုပါ